ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့မွန်ပြည်နယ်ဘက်မှာအရန်ကိုလူကြိုက်များတဲ့ငားငါးပေါင်းကျော်လုံးလေးလေးမျှဝေပေးကြပါရရှင်ဒီငားငါးပေါင်းကျော်လေးကိုတစ်ခေါက်လောက်ပဲကြော်စားကြည့်လိုက်ပါစားပူးသွားပြီဆိုတာနဲ့အကျော်မှန်တဲ့မြတ်တယ်မှာငားငါးပေါင်းကျော်ဖို့ပဲအကြိုက်ဆုံးဆိုပြီးဖြစ်သွားမှသိကြပါရရှင်ငတန်ကိုအရေးကုန်နေဖယ်ပြီးတော့အသားကြီးပဲတစ်လက်မှပတ်လေလေးတွေဖြစ်အောင်လှီးထားပါတယ်15ကျပ်သားလောက်ရှိပါရရှင်ငါတန်နေရာမှာကိုကြိုက်တဲ့ငါးကိုတုံးလို့ရပါတယ်။အယိုးမပါတဲ့ငါးကိုတုံးမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းပါရဲ့ရှင်။ ဂျင်းလက်တစစ်စက်တုံဖြူခုနှစ်မွာလောက်နဲ့စက်တုံနေဥကြီးခုနှစ်ဥလောက်သုံးထားပါတယ်ရှင်။အရင်ဆုံးစက်တုံနေလေးကိုမထူမပါလေးတွေလှီထားပါမယ်။ကျင်းလက်တစ်လောက်ကိုညံ့နေအောင်လို့ထောင်းထားပါမယ်ရှင်။ကျင်းလေးထောင်းလို့ညက်သွားပြီဆိုရင်ကြက်သွုံဖြူခုနှစ်မွာကိုလည်းတစ်ခါတည်းထည့်ထောင်းလိုက်ပါမယ်။ကျင်းနဲ့ကြက်သွုံဖြူညက်သွားပြီဆိုရင်တော့ခုနငါးလေးကိုထည့်လိုက်ပါမယ်ရှင်။ဆန်နွဲမုတ်ထည့်ပါမယ်။ကြက်သားမုတ်ထည့်ပါမယ်ရှင်။ စားထည့်ပါမယ်။ငရုတ်ကောင်းထည့်ပါမယ်ရှင်။ငရုတ်သီးအစိမ့်မုတ်ကိုတစုံခွဲလောက်ထည့်ပါမယ်။ကိုကဆက်ဆက်လေးကြိုက်တယ်ဆိုရင်ငရုတ်သီးစိမ့်မုတ်ပိုထည့်လို့ရပါတယ်။ပြီးရင်ကျက်တုံနီခလီတရာလေးအကုန်လုံးထည့်လိုက်ပါမယ်ရှင်။အားလုံးကိုနှက်ဆက်သွားအောင်လို့နေပေးလိုက်ပါမယ်။အခုလိုမျိုးအားလုံးတက်မှတ်သွားပြီဆိုရင်တော့အကြော်ကံမှုတ်150 g တထုပ်လုံးထည့်ပါမယ်ရှင်။ အရင်ဆုံးတဝက်ထည့်ပြီးတော့နေပါမယ်။ပြီးတာနဲ့ရေလေးနည်းနည်းထည့်ပါမယ်ရှင်။ရေကိုစမ်းချိန်ခွက်လေးနဲ့တစ်ခွက်ချိန်ထားပါတယ်။ရေကိုတခါတည်းအကုန်မထည့်ဘူးနည်းနည်းချင်းစီထည့်လိုက်နေလိုက်လုပ်ပေးပါမယ်။ဘာလို့ဆိုတော့သူကရေအများကြီးနဲ့ခက်ကြဲကြဲအနေထားမုံနဲ့ဖြောရတာမဟုတ်ပဲねရေနည်းနည်းနဲ့ပြပြနဲ့နဲ့အနေထားလေးဖြစ်အောင်မုံနဲ့ဖြောရတာဖြစ်ပါတယ်အကြောခံမုံကျန်တဲ့တဝက်ကိုထည့်လိုက်ပါမယ်ရှင်ဒီအကြောခံမုံနေရာမှာကိုကြိုက်တဲ့တန်ပူရာဖလာကိုတုံးလို့ရပါတယ် ရေရောစံချိန်ခွက်နဲ့တစ်ခွက်ချိန်ထားတာအကုန်လုံးထည့်လိုက်ပါမယ်။အဲနောက်ထပ်လိုနေသေးလို့ရေကိုထမင်းစားစွန်းနဲ့နှက်စွန်းစာလောက်ထပ်ထည့်လိုက်ပါမယ်။အဲတော့ထည့်ရတဲ့ရေပမာဏစုစုပေါင်းကစံချိန်ကွက်တစ်ခွက်နဲ့ထမင်းစားစွန်းနှက်စွန်းစာရှိပါတယ်။ကိုကဘူးသီးလေးပါကြိုက်တယ်ဆိုရင်ဒီနေရာမှာဘူးသီးနုနုလေးတွေကိုအခွန်ခွာပြီးတော့လှီးထည့်လို့ရပါတယ်။ဘူးသီးလေးနဲ့ပါထည့်ကြော်မယ်ဆိုရင်တော့ဘူးသီးငါးပေါင်းကျော်လို့ခေါ်ပါတယ်ရှင်။ ကိုကငားမကြိုက်ဘူးဆိုရင်ငားနေရာမှာပစုံလေးနဲ့ကြော်လို့လည်းရပါတယ်။တကယ်လို့ပစုံလေးနဲ့ကြော်မယ်ဆိုရင်တော့ပစုံငပောင်းကြော်လို့ခေါ်ကြပါရဲ့ရှင်။အခုလိုမျိုးမုံနှစ်ကပြပြထွေထွေအနေထားလေးဆိုရင်ရပါပြီရှင်။ငပောင်းမကြော်ခင်မှာအရင်ဆုံးအချင်းလေးဖြော်ထားပါမယ်။ခပ်ပြပြလေးဖြော်ထားတဲ့မကြီးရေကိုထမင်းစားစွန်းနဲ့လေးစွန်းထည့်ပါမယ်ရှင်။ဒါကတော့မကြီးသေးအနှစ်တိုက်ထားတာကိုပြန်ဖြော်ရတာမို့လို့အရေကခပ်ပြပြကလေးနဲ့အယောင်ဖြော်ဖြော်လေးဖြစ်နေတာပါ။ ပြီးရင်ငန်းမြာရီကိုထမင်းစားစွန်းနဲ့နှစ်စွန်းထည့်ပါမယ်ရှင်။ထဏ်ရည်ရီကိုလည်းထမင်းစားစွန်းနဲ့နှစ်စွန်းထည့်ပါမယ်။ကြက်သွန်ဖြူ6မွာလောက်ကိုညံ့နေအောင်ထောင်းလာတာထည့်ပါမယ်ရှင်။ငရုတ်သီးစိမ့်ပပလှိတဲ့တာလေးတွေထည့်ပါမယ်။ပြီးရင်တော့အားလုံးတမတော်အောင်လို့မှွေပေးလိုက်ပါမယ်။အချင်းရရကြဲကြဲကြီးမဟုတ်ဘဲနဲ့အခုလိုမျိုးခက်ပြစ်ပြစ်အနေထားလေးဖြစ်နေရင်ပို့ပြီးတော့စားလို့ကောင်းပါတယ်။ ။နောက်ဆုံးမှာတော့နန်းနံမင်းလေးတွေညှက်ထည့်လိုက်ပါမယ်ရှင်။ဘေးအကြော်နဲ့မဆိုတွဲစားဖို့လိုက်ဖက်တဲ့အခြေရင်လေးဖြစ်ပါတယ်။ဒီအခြေရင်လေးကတော့အကြော်နဲ့သာမဟုတ်ဘဲနဲ့ဝက်ဆလတ်တို့အသားကင်တို့နဲ့တွဲပြီးတော့စားရင်လည်းအရင်ကိုလိုက်ဖက်ပါတယ်။အခုငပောင်းကြော်ဖို့အတွက်အိုးတဲ့ကိုစီမင်းများလေးထည့်ပါမယ်ရှင်။စီပူလာပြီဆိုတော့ねခုနနေထားတဲ့မုန်းနှင်းနဲ့ငားတွေကိုဇုံလေးနဲ့တစုံစာယူပြီးတော့ထည့်ပါမယ်။ ုံးငယ်လေးတွေကိုပြပြလေးဖြစ်သွားအောင်ဇိုးလေးနဲ့ဖြန့်ပေးလိုက်ပါမယ်။ဇွန်လင်းနဲ့ညီညီညာညာဖြန့်ပြီးဆိုရင်တော့အောက်ဖက်ကကြက်သွောင်းလို့ခဏလောက်ကြော်ပြလိုက်ပါမယ်။အကြော်ကအောက်ဖက်ကကြက်သွောင်းပြီးဆိုရင်သွားအိုးမှာမကတ်တော့ဘဲနဲ့၊ကွာပြီးတော့အလွယ်တကူတစ်ဖက်လှန်လို့ရပါတယ်။ကွာဇွန်းနဲ့အတင်းထိုးခွာပြီးတော့လှန်နေစရာမလိုပါဘူး။ ဒီညမှာတခုရှိတာကကြက်သွန်နေရတူးလွယ်တဲ့အတွက်မီးအားကိုအရန်ပြင်းပြင်းကြီးနဲ့တော့ကြော်လို့မရပါဘူးမီးအားအလဲအလက်လောက်နဲ့ပဲကြော်ပေးပါတယ်ဒီဘက်ကို3မိနစ်လောက်ကြော်ပြီးတော့အကြော်လေးတွေကသူ့ဘာသူ꽈လာပြီဆိုရင်ဟိုဘက်တစ်ဖက်လှမ်းပြီးတော့ထက်ကြော်ပေးပါမယ်ကျမရဲ့အဖွားကတထုံဝဆိုတော့ကျမတို့ဟိုးငငယ်လေးတွေကဒီငါးကပေါင်းကြော်လေးကိုခဏခဏစားခဲ့ရပါတယ် ထမင်းဖြူလေးနဲ့ပဲစားစား၊ကောင်းညှမောင်းလေးနဲ့ပဲစားစား၊ဒီတိုင်းလေးပဲစားစားအရန်ဟိုမှာစားလို့ကောင်းတဲ့ငါးငါးပေါင်ကျော်လေးဖြစ်ပါတယ်။ကိုကကြွကြွလေးမှကြိုက်တယ်ဆိုရင်နည်းနည်းကြကြလေးကျော်ပေးပါရှင်။ဒီညမှာကြက်သွန်နေတဲ့တူးမသွောင်းလို့ဂယုဆိုင်ပြီးတော့ကျော်ပေးရပါမယ်။အကျော်လေးကအခုလိုမျိုးအယောင်လေးရဲတက်လာပြီဆိုရင်ဆယ်လို့ရပါပြီ ီးတာနဲ့စီလေးစစ်ပြီးတော့ဆဲထုတ်လိုက်ပါမယ်ရှင်။စီလေးကိုဆောက်သွောင်းအောင်လို့အောက်မှာတ िश ူးလေးခံပြီးတော့မှဆဲပေးပါရှင်။သူကအခုလိုမျိုးအိုးပေါ်ကချက်ချချင်းပူပူလေးအနေထားမှာစားရင်ကျွတ်ကျွတ်ကလေးနဲ့တအားကိုစားလို့ကောင်းပါတယ်ရှင်။ပကံလေးတက်ထည့်ပြီးတော့ပွဲပြင်ပါမယ်။ဆက်လက်ရွက်လေးရှိတယ်ဆိုရင်ဆက်လက်ရွက်လေးတွေနဲ့တည့်ခင်းလို့ရပါတယ်ရှင်။ ကိုကစီပြန်ဟင်းနေစားနေရတာယူနေပြီဆိုရင်အခုလိုမျိုးငါးငါးပေါင်းကြော်လေးကြော်စားကြည့်ပါရှင်။ဟုတ်ကဲ့ subscribe ကိုနေခေါက်ကိုနေပေးချပါပြန်ကျွန်တော်ဒီ